လူတယောက်မှာအောင်မြင်ဖို့လိုတယ်လို့နောက်ထပ်အရေးကြီးတာတခုသိရှိတယ်ဗျသိအရေးကြီးဘာလို့ဆိုမင်းစိတ်ကောင်းနှလုံးကောင်းရှိလိုက်ပါစိတ်ကောင်းရှိပါစိတ်ကောင်းမရှိဘဲနဲ့ကျွန်တော်ကအေးအောင်မြင်ပြီတာပဲကဘယ်နည်းနဲ့အောင်ချမရပါဘူးစိတ်မှန်တဲ့အောင်မြင်မှုကိုဘယ်တော့မှမရပါဘူးအောင်မြင်ပြီတဲ့နောက်လည်းစိတ်ကောင်းမရှိတဲ့လူဟာအောင်မြင်ခြင်းနဲ့တူဂုံကျက်တည်မတီးပါဘူး ချမ်းသာခြင်းနဲ့အတူတင့်တယ်မှုတွေမရှိတတ်ပါဘူးလူတယောက်ရဲ့ဘဝမှာကျွန်တော်ကတော့ဒီလိုထင်ပါတယ်လူတယောက်ကိုစိတ်ကောင်းရှိခြင်းသာနှုတ်ပယ်လိုက်စမ်းပါအခွန်မဲကြံတော့မှာပါပဲလွန်စရာကြီးပါပဲစိတ်ကောင်းရှိဖို့အဲ့လောက်ရေးကြည့်ပါစိတ်ကောင်းရှိလူတိုင်းကချစ်ခင်တယ်နှစ်သက်တယ်မျက်နှာတယ်လေးစားတယ်တမွတ်ထားတယ်သူ့ဝန်းကျင်မှာ အေးလို့မြလို့ဝန်းကျင်မှာလှတယ်သူရောက်နေတဲ့ပတ်ဝန်းကျင်ကောင်းသွားတယ်စိတ်ကောင်းရှိလိုက်စမ်းပါဗျာလူတယောက်မှာစူးစားပြီးတော့အောင်မြင်မှုနဲ့စိတ်ကောင်းရှိခြင်းပေါင်းလိုက်ရင်ကောင်းဆုံးပါပဲဟိုအထက်ညာမရယာညွနေတဲ့မှာရွာတယ်ရွာအဲ့ဒီရွာမှာပတ်စံတက်နေတဲ့လူတယောက်ကအလှပွဲလုပ်တယ်အလှပွဲလုပ်တော့ဟိုငွေကြေးတက်နေနိုင်နဲ့မြတ်ဆိုတော့ဗိသိက်ဆရာနှစ်ယောက်ငားတယ်နှစ်ယောက်ဆိုတော့ဗိသိက်ပြန်ပေါ့အဲ့တော့ တယောက်ကတော့ဘယ်သူတော့ဆိုမန္တလေးရွှေမြို့တော်ကဆရာလှိုင်းနဲ့မန္တလေးမှာဖြစ်ရင်တော့နာမည်အကြီးဆုံးနဲ့ကြီးအကြီးဆုံးပါပဲအဲ့ဒီဆရာလှိုင်းကိုလူတကာကရောက်ငါနောက်တယောက်ကတော့ဟိုစကိုင်းရဲ့မြောင်နာဆရာမငါးရွာဆရာရွာကြီးကကိုတောင်းနဲ့သူ့ကိုရွာနာမည်ဆွဲပြပြီးတော့ဗိသိက်ဆရာဆရာတောင်းလို့ခေါ်ကြတယ်ဗိသိက်ဆရာနှစ်ယောက်ဟိုဗိသိက်ပြန်ဆိုတော့ လူတွေကစိတ်ဝင်စားတာပေါ့ဒီဘာတွေကသာမကွက်ယာနိချုပ်ဆက်ကအကုန်လာကြဖိတ်သိဆိုတဲ့သဘောလေးအချင်းကျွန်တော်ပြောပြရစေဟိုကျွန်တော်တို့ညာမှာလူဝင်ညနေဘက်ကိုရှင်လောင်းလှဲ့နောက်တနေ့မနေ့ကျတော့ကျွေးမှုအခံပြီးတာနဲ့မနေ့ထက်မှမောင်ရှင်လောင်းနေနာဘုတ်တွေထိုင်နေနေချင်းဆိုင်မှာကအဖိုးဖွားမိဘတွေထိုင်ဆွေမျိုးနှစ်ဖက်မိကြီးဖာကြီးဦးကြီးဒါတွေထိုင်ခလဲကောမကငပြောပဲမုံဒီမုံဖြူနဲ့အဲ့ဒီမှာဖိတ်သိဆရာကဖိတ်သိမြောက်မြောက်တော့ ီလိုစကားပြောစင်မပါမိုက်ခရိုဖုန်းလေးကိုထောင်ထားအဲ့တော့ဖိတ်သိမ့်ပြိုင်ဆိုတော့ဗျာလာတဲ့လူတွေကအမြန်ဆိုင်ကလည်းဆိုင်ကောင်းမန္တလေးကမှန်ငှားတယ်ရွာသားစိန်တင်ဟန်ဆိုင်မြို့ဖိတ်သိမ့်ကအရင်စပါတယ်မြို့ဖိတ်သိမ့်နာမည်ကြီးတယ်ဟဲ့လူတွေကလက်ကုပ်ပြီးတော့ဘလို့မြန်နာမည်ကြီးတယ်လဲကွနှမ်းကြည့်ကြတယ်မြို့ဖိတ်သိမ့်ကဖက်ဖူးရောက်ခေါမောင်ကလေးကို စတိုင်ကြကြငုံချက်ပြီးကောင်းမွန်လေးစွတ်အုပ်ပြီးတော့ပေါင်ထားတယ်။သူရင်အင်ကြီးရှေဖြူကြီးကလည်းမိဘူးကြဖြူဖွေးလွှတ်လို့အောက်က3600ပေးရတယ်။ကျိုးကြီးကြိတ်လုံးကြီးဆွေပလားရောင်နဲ့ခြေတော့မှခြေအိပ်ဖြူကလေးစွတ်ထားသေးတယ်။လှမ်းကြည့်တဲ့လူတွေကသဘောကျတာပေါ့။ဟိုးကြည့်လို့ကောင်းလိုက်တာ။နာမည်ကြည့်တာနဲ့လျော်ပါပေးရဲ့ အသက်ကလည်း40လောက်အနာရေကလည်းပြည့်ပြည့်တင်းတင်းနဲ့ကြက်တည်ရှိလိုက်တာနေစမ်းမအောင်ကွငါတို့တော့ဘိတ်သိကြီးကရောဘယ်လိုမြန်ဝတ်ထားတယ်လဲကွတော့ဘိတ်သိဆရာတော်ကိုမျက်နှာထဲမှာလိုက်ကြည့်ဝေးဝေးမရှာရပါဘူးအဲ့ဒီရက်နေတဲ့ဆရာလိုက်နဲ့တယောက်ကျော်လောက်မှာငုတ်တုတ်ကလေးထိုင်လို့ပါပဲသူလဲဝတ်စားလဲပြီးနေပါပြီသို့တော့ तू ကမုံကြက်ပြီးခေါင်းပေါင်းတော့မဟုတ်ပါဘူး ဒီပဝါကလေးကိုသူ့ဘာသာသူတစထောင်ပေါင်းထားတယ်။အင်ကြီးကလည်းတူရင်အင်ကြီးရှင်ပါပဲ။သို့သော်သူအင်ကြီးကဗျာဒီဆရောင်းတောင်းကဘိသိက်ပွဲပြီးလို့ရှိရင်သေသေးချာချာခောက်ပြူပြီးတော့ထဲ့တာမဟုတ်ဘူး။ဘိသိက်မြောက်သွားကန်ဒီမိဘူးတိုက်တာမဟုတ်ဘူး။ဘိသိက်ပွဲပြီးပြီးဟဲ့အင်ကြီးကိုချွတ်လုံတိတ်ချိတ်ထိုးထက်လွယ်ထက်ပစိုးကိုလဲဝတ်ပိုးလုံးကြီးပိုင်းအောင်ကလေးပါပဲထိုးချိတ်သိတ်ထက်အခုဘိသိက်မြောက်ကန်ဒီမှာ ပစိုးကလေးကိုခါဝုအင်းကြီးကလေးကိုခါဝုထောင်းလမောင်းကိုကြေးမျိုးဘိတ်တွေကိုဆောင်းတောင်းကလှမ်းကြည့်တော့မျိုးဘိတ်တွေကအင်းကြီးကကျွေးသားကိုကြားလိုက်ဖွေးလော့ကိုအင်းကြီးကိုငုံကြည့်တော့အတွန့်နေအခြေကြီးညားလိုက်တာလူတွေရိတ်မိရင်ငါ့ကိုထင်းသေးကြည့်ရဲ့သူအင်းကြီးရဲ့အခြေကိုလက်ကလေးနဲ့ပိတ်သက်မသိအောင်ဖိဖိပြီးတော့တတ်နေပါလေ အောက်ကပိုးလုံးကြီးကိုခြေလေးတွေလဲဖိတတ်နေပါလေအဲ့ဒီမှာမျိုးပိသိက်ကိုကြည့်ပြီးတော့တို့တော်ပိသိက်ကြီးကဘယ်လိုများငွတ်ထားသလဲကွလို့လှမ်းကြည့်တဲ့လူတွေကတွေ့တာပေါ့ဟိုမှာဟိုမှာကြည်အောင်ကြည်အောင်အိမ်ကြီးတွန့်ခြေတွေခုမှတတ်နေတယ်ခုမှတတ်နေပြီတတ်မနေနဲ့ပျောက်မှမဟုတ်ဘူးပြေမှမဟုတ်ဘူးလူတွေကတီတို့တီတို့ပြောနေကြတယောက်ကပြောတယ် မင်းတို့ကလည်းအင်ကြီးကြေးတာပစိုးကြေးတာပဲပြောနေခေါင်းပေါင်းကိုလှမ်းကြည့်လိုက်အောင်ခေါင်းပေါင်းထိတ်တဲ့ထဲမှာချွေးကွက်ကြီးတဲ့ဒီလူငါဖြစ်တာမဟုတ်ဘယ်လူတွေကဖြစ်ခဲ့မှန်းလဲမသိကံကောင်းတာကတော့ဆရာောင်းတော့သူ့ချွေးကွက်ကို तू ပြန်မမြင်ရတဲ့ကိစ္စပါပဲလူတွေကပြဟွန်းပြိုင်းတော့မပြိုင်ရသေးဘူးတို့တော်ပိတ်သိကြီးရတော့ရှုံနေပါပြီကွာဒီလို ပြည့်ရည်ပြုကြအဲ့ဒီမှာမျိုးဘိသိကစစပြီးတော့ဒီဘိသိခံဖွင့်တာပေါ့ဖွင့်တဲ့ခါမှာမင်္ဂလာ72ပါးကိုပြောတယ်မင်္ဂလာတစ်ပါးချင်းတစ်ပါးချင်းရှင်းပြီးပြောလိုက်တာသူကပြေစာရီဖတ်ထားတဲ့ပညာတတ်တဲ့လူဆိုတော့ပြောတာကောင်းတယ်ပေါ့စရောင်းတောင်းကအောက်ကဒါလေးတွေတိုက်ရင်နဲ့နားထောင်ရင်နားထောင်ရင်ဟာတဲကောင်းတဲ့စကားတွေပါလား ပညာရှိစကားတွေပါပဲ။အိုးဒါတွေငါမသိပါဘူးဘိသိက်တာမြောက်နေတာ။ကျေးဇူးကြီးလိုက်တာကျေးဇူးရှိပါပြီရဲ့။နားထောင်ရင်းနဲ့အတွန့်အကြေတွေတတ်ဖို့မေ့သွားပါလေ။အဲ့ဒီမှာမျိုးဘိသိက်ကမင်္ဂလာဆန္ဒပါကိုပြောလို့ပြီးတော့အဲ့ဒီမင်္ဂလာဆန္ဒပါမှာအရေးကြီးဆုံးကတော့အခုကျင်းပနေတဲ့သာရှင်ပြုသမီနာထွေလူပဲဗျ။ဘာဖြစ်လို့လို့ဆိုဟာဒီရှင်လောင်းလေးတွေကမကြခင်ရှင်သာမဏေဖြစ်တော့မင်း မိဘအစရှ िख ိုးကြတော့တော့မင်းဒါကြောင့်မို့လို့တိရှင်သားမနေလောင်းနေကိုဘိတ်သိက်သွန်းနဲ့ခန္ဓာမှာဘိတ်သိက်ဆရာကံ၅ပါးလုံရတယ်ဗျထရေရက်တော့ရင်ဘိတ်သိက်မမြောက်ရဘူးမမြောက်နဲ့ဗျဩခနဲ့မန်တက်ထဲမှာအတန်ကြီးထွက်သွားတယ်ဘာဖြစ်တာလဲကြီးစရာလဲပြောတာမဟုတ်ဘူးဘာသာထွက်တာလို့ တနယ်လုံးသိကလေးအားစသိဟိုတော်ဘိသိဆောင်တော်ကထရေအရက်တဲကြိုက်တာကိုဟာညိုဘိသိကလည်းတော်လိုက်တာကွာလှင်လိုက်တာဘဲကောင်းသတင်းပေးလိုက်တယ်လည်းမသိဘူးချပြီဟဲ့တို့တော်ဘိသိကြီးကိုတော့ဆော်လိုက်ပြီကွာဆရောင်းတော်ရှိရာကိုလူတွေကလှမ်းကြည့်ကြတယ်ဗျဆရောင်းတော်ကဘာလုပ်နေတော့ခေါင်းကလေးတစ်ဆက်ဆက်နဲ့ညိတ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်ကလည်းကြိုက်တော့တောက်မိပါတယ်ခမဟိုမှာဟိုမှာဝန်ခံနေပြီဝန်မခံလို့မမရပဲသူ့ဖြင့်ရှုံပြင်းရှုံရင်ပါပဲကွာတောသားတွေကပြောတာပြောရတာကိုတောသားချင်းချင်းဘက်ကနည်းနည်းလေးရက်ပေးခြင်းနဲ့နိုင်စေခြင်းနဲ့မနိုင်တော့မှတစ္ဆလက်ခတ်ကြီးမရှုံးစေခြင်းဘူးအခုတော့တောဘိသိကြီးကတစ္ဆလက်ခတ်ရှုံးနေပြီ ဟိုလည်းခေါင်းတွေညှိပ်ပြီးတော့ဝန်ခံနေပြီအဲ့ဒါနဲ့မြို့ပိတ်သိက်ကဒီရက်တော့ချင်းကိစ္စကိုကြောင်းပြုပြီးတော့ဆရာောင်းတောင်းကိုနှိပ်ကွတ်လို့ပြီးတဲ့ခါမှာဟောကျွန်တော်လည်းနိုင်ဝက်ချိန်စီသွားလို့နားပါအောင်တစ်ဖက်ကပိတ်သိက်ဆရာလှည့်ပေးပါမယ်နားပေါ့ဆိုင်ဆရာကရေကင်းတဲ့ငလေးတီးပြီးတော့အကူပြောင်းလှုပ်ပေးလိုက်ဆရာောင်းတောင်းမတ်တထပြီးတော့ မိုက်ခရိုဖုန်းရှိရောက်လာပါပြီအဲ့ဒီထိအင်ကြီးတွန့်ကြီးတွေသတ်တုံးတင်ပါလေးဖိဖိပြီးတော့သတ်တုံးလူတွေကလည်းတီးတော့ဟိုမှာဟိုမှာသတ်နေတော့ပြေအောင်ဖြောက်နေတော့မပြေပါဘူးမပြောက်ပါဘူးပြောစရောင်းတော့ကဘာမှမပြောခင်မျိုးပိတ်သိထိုင်းနေတဲ့ဘက်ခေါင်းကလေးငဲ့လိုက်မန်းတက်ထဲမှာ မိကိုရင်နဲ့ညှိလိုက်တယ်ညှိတိတ်ကြသွားတယ်ပိဋကစိတ်ထဲမှာငဲ့ချီနေပြီဆော်တော့မင်းသေဖို့ပြင်ထားဟွန်းဘယ်လိုဆော်မလဲအဲ့လိုငဲ့ချီနေရကနေပြီးတော့မှစရောင်းတောင်းကခေါင်းကလေးတစ်ဆက်ဆက်ညှိ့ဟိုးလူပိဋကရင်နဲ့ညှိနေပြီညှိနေပြီတီးတော့မင်းအဲ့ဒီမှာစရောင်းတောင်းကပြောလိုက်ခေါင်းညှိနေရတယ် ။ဩလူတွေကပြောလိုက်ကြတာဘိသိက်ပြိုင်ဘိသိက်ပြိုင်နဲ့ကျွန်တော်မပြိုင်နိုင်ပါဘူး။မြို့ဘိသိက်ဆရာလိုက်ပြောသွားတယ်စကားကြီးကောင်းလိုက်တာမင်္ဂလာဆယ်နှစ်ပါးကျွန်တော်မသိပါဘူး။နာထောင်ရအင်မတန်ကျေးဇူးကြီးပါပြီခင်ဗျာ။ပညာရှိစကားကြီးပါပဲ။ပညာရှိပါပြီရဲ့ကျွန်တော်မသိလို့မှတ်သားရတယ် ကျေစုမမေ့ပါဘူးလူတွေကဟာဘယ်လိုကြီးလဲกว่าတွယ်တော့မထင်နေတာ तू ကမျိုးပိတ်တဲ့ကိုချီးမွမ်းတောင်နေပါသေးကလားမနိုင်တော့ရှုံးပေးလိုက်တာနေမှာပေါ့กว่าလူတွေကလည်းတီလိုပြောအဲ့ဒီမှာဆရာတော်သုံးကဆက်ပြောကျွန်တော်မပြိုင်နိုင်ပါဘူးကျွန်တော်ဒီပိတ်တဲ့လောက်ကိုလောက်တာတက်လို့မှမဟုတ်ပဲကျွန်တော်ကလယ်သမားပါဆရာတော်မှငါရွာမှာလယ်ကြီးထဲရတဲ့လယ်သမား တချင်းလေးပါလေဆိုရာဝါဒနာပါတော့ကျွန်တော်မိတ်ဆွေတွေကခုလိုနွေရသည်လဲနာတဲ့အချိန်တားရှင်ပြည့်ကျွန်တော်ဖိတ်သိမ့်မြောက်ပေးပါလို့အကူညီတောင်းလို့ဖိတ်သိမ့်မြောက်ပေးရင်နဲ့ဖိတ်သိမ့်เสียဖြစ်လာတာပါဒီနေ့ဒီလူကိုဖိတ်သိမ့်မြောက်ဖို့လာကနီးတောင်းမှကျွန်တော်မိမကကိုတောင်းတော်နွားစချင်းတွေအကုန်လုံးနွားရေပြည့်အောင်ထမ်းငယ်အောင်ခိုင်းလို့ကျွန်တော် ရေသွာထမ်းခဲ့ရပါသေးတယ်ရေထမ်းရတာလဲရွာထဲမှာရေရင်းမရှိတော့ဟိုးရွာပြင်းသွားရခမရေဆိုင်နံကလေးပခုံးပေါ်တင်ပြီးတော့ရွာကထွက်ရွာပြင်းရောက်တာနဲ့တရပင်ကလေးတွေကလည်းပွင့်နေဝေးထမ်းမင်ကလေးတွေကလည်းအစီအီတန်းပဲကင်းလေးတွေကလည်းစိမ့်စိမ့်လန်းလန်းနဲ့ကျွန်တော်တယောက်ထည့်လွန်းတယ်လို့လို့ဆွေးတယ်လို့လို့ခံစားရတယ်ဒါနဲ့ကျွန်တော်ကဘုံတော်ကလေးတစ်ဖုတ်ကူ ောက်ဆိုးလိုက်တယ်ခမရရာဇဂိုပိဌာနဘာယနာချက်ဘူနာလန္ဒတက္ကသူဝဲအသက်ကိုအနှင်းဟစ်ချလိုက်တော့စရုံတောင်းတန်ကအတန်ဝါစီဟိန်တဲ့တိတ်ကောင်းတာပဲတဲ့ရွာစာစိန်တန်းကလည်းရှေ့ကဗိသိက်ဆရာပညာရှိစကားရေးကြီးပြောနေတော့တစ်ချက်မှမတီးလဲရဘူး သူကလည်းဆိုင်းစွမ်းပြခြင်းနဲ့အိုးဟန်ကြပြီဟာသူတို့လည်းခုမှဟိုနှဲလိုက်ကောက်တဲ့ကောင်းနဲ့မောင်ဆိုင်ထုတ်ကောက်တဲ့ကောင်းနဲ့အဲ့ဒီမှာစရောင်တောင်းကတိတယ်ဆိုင်းကမမြိုင်သေးဘူးပြန်စရာစကြိုပြိဌာနဘာယာနာချက်ဘဟုနာလန္ဒတက္ကသူဝဲအသက်ကိုအနေအိုးဆိုင်းကလည်းကပ်ပါလို့မြူးလို့ကြွလို့နာထုံလို့ကောင်းလိုက်တာတဲ့စရောင်တောင်းရဲ့တန်းက စီးထွက်နေတာဟိမ့်ထွက်နေတဲ့တန်ဝါကြီးပဲကျွန်တော်တန်းကပြာ၆ပဲသူတန်စင်ကလေးကိုသိယုံမြဆိုပြနိုင်တာပါဒီတန်မျိုးမဟုတ်အဲ့လိုနဲ့ဘုံတော့တပုတ်ဆုံးသွားပေါ့ဗျာဆုံးသွားတဲ့ခါကျတော့လူတွေကနားထောင်ကောင်းတယ်ဟာဆုံးသွားမြန်တာကွာနောက်တပုတ်တော့ဆိုရင်တော့ဘယ်လောက်ခံကြလိုက်မလဲနားထောင်မြင်နေတယ် စိန်တင်ဟန်ကလည်းတီးကျင်သေးတယ်လက်ကမြောက်ထားတော့ရှိသေးစရုံတော်ကတိတာပေါ့နားထောင်နေတဲ့လူလဲဆန္ဒပြည့်တီးကျင်တဲ့လူလဲအလိုတိုင်းကြဖြစ်အောင်ဒါနဲ့ကျင်ရေရင်းကဝေးတယ်ခမပုံနောက်တစ်ခေါက်ဆုံးတာတော့မရောက်သေးဘူးဒါနဲ့ကျွန်တော်နောက်တစ်ခေါက်နောက်တစ်ပုတ်ဆိုရဲခမလူတွေကဝေါကနေသဘောကျပုံနောက်ဒုတိယခေါက်ဆုံးပြီးသွားပြန် နားထောင်လို့ပိုကောင်းအော်နှစ်ခေါက်ဆုံးနာတော့မရောက်သေးဘူးခမရဝါကနေရေးချက်ငါဘုတ်ဆက်တိုက်ဆူပလိုက်တယ်တီးတယ်လူကလည်းကောင်းလိုက်တာနားထောင်တဲ့လူကလည်းကောင်းလိုက်တာမန်တက်သေးတာမကတ်တရွာလုံးဆိုင်းတန်တဲ့တချင်းတန်ချိန်ချိန်ညံသွားတယ်ကောင်းလိုက်တာလို့ကီတရေရင်ကြောမှာမျောနေတဲ့လူတွေက စရောင်းတောင်းရဲ့အင်ကြီးတွန့်ကြီးမမြင်တော့ဘူးစရောင်းတောင်းလဲဆိုရင်ဆိုရင်နဲ့သူခိတရေရင်ကျော်သူ့ဘာသာမျောသွားလိုက်တာသူအင်ကြီးတွန့်ကြီးမေ့သွားပြီအဲ့ဓာရင်မကဘူးပရိသတ်ကအမြင်မှာနဖူးကချွေးကွက်ကြီးပျောက်သွားပြီစရောင်းတောင်းရဲ့အမှုပညာနဲ့ဆွဲဆောင်သွားအဲ့ဒီမှာစရောင်းတောင်းကလက်ဒီဆရာတော်ဖျားကြီးရဲတဲ့တံဝေကဒွေကျော်ကြီးကို ကောက်ဟဲ့လိုက်ပြန်နေမိုင်မလင်းနိုင်မှုမြဲခင်းင်းတဲ့ညာစီမိုင်မလင်းနိုင်မှုမြဲခင်းင်းတဲ့ညာစီခါရောမီတီမွေနိုင်မှုခါရောမီတီမွေနိုင်မှုအဲ့ဒီခါရောမီမှာကိုပဲဗျာဆရာတော်ကအမျိုးမျိုးလုပ်နေခါရောမီ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 အဲသူကဆိုးလိုက် ဆိုင်ကလည်းတီးလိုက်စရောင်းတောင်းကပြုံးပြီးတော့ဆိုင်သမားကိုကြည့်လိုက်ဆိုင်သမားကပြုံးပြီးစရောင်းတောင်းကိုကြည့်လိုက်ပရိသတ်တရားလည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးပြုံးလို့အိုးမနဲ့ထဲမှာအမနဲ့လှပတ်အမှုပညာပြိုင်နာမဟုတ်ဘူးအပေးအယူမျှနေလိုက်ကြတာအဲ့လိုနဲ့တခြင်းလေးခဏနာပြီးစရောင်းတောင်းကဩကျွန်တော်တို့လူတွေမိုက်လိုက်ကြတာမိုက်မလင်းနိုင်ဘူးအခုလို့ခါ ချိန်ကောင်းခါကောင်းဗုဒ္ဓသာသနာတော်ကြီးနဲ့ဂျုံတွေ့နေပါရဲ့နဲ့တရားရည်အေးအမြိုက်ဆေးနဲ့ပွားများအားထုတ်ပြီးတော့မနေနိုင်ကြပါဘူးအဲ့ဒီမိုက်တဲ့လူတွေထဲမှာဖြစ်ကျွန်တော်ဆက်တောင်းတောင်းကပုံဆိုးပါတယ်ခမရကျွန်တော်ကထရေကလေးရက်ကလေးတောက်တတ်တော့ပုံမိုက်ပါတယ်ခမရသူကအဲ့လိုပြောလိုက်ဆက်ဆိုပြန်တယ်ခါတော်မီတီမွေနိုင်ဘူး ဒီခွေတွင်နေကုံလိုမျိုးပြန်ရအတော်ပဲမတတ်နိုင်တဲ့ရဟပွေဟရိတန်တရာတကြောမှာတဲ့ကျွန်တော်တို့ဟာတမှုဒီတဏှာနဲ့အဝိဇ္ဇာအရင်ပြုပြီးတော့တမှုရိယသစ္စာနဲ့တန်တရာတကြောမှာမျောနေလိုက်ကြတာဒုက္ခသစ္စာကြီးပါပဲချမ်းသာစစ်ချမ်းသာမှမရှိပါဘူးအဲ့ဒါတွေကိုဟောလိုက်စရုံတော့က အရက်သာတော့တယ်တရားဟောတော့လေတော်တော်ကောင်းတယ်လို့ပြောနေပြန်ဟောလိုက်ပြောလိုက်ဆိုးလိုက်ဟိုတေဘုံမှာဆိုးလိုက်တဏဘူးတဲ့ယူရေမှာဆိုးလိုက်တဏကြိုက်တဲ့အမိုက်တေမှာအငိုက်မပြေပင်မရှာလိမ့်လေအဲ့လိုနဲ့ तू ကတေဘုံမှာကိုဆိုးလိုက်ရှင်းလိုက်ပြောလိုက်နောက်ဆုံးမိကြတော့ဗျာစရုံသုံးကတော့ချုပ်လိုက်ပါပြောကောင်းကောင်းကနေပြီးတော့ဩကျွန်တော်လည်းဆိုးကောင်းကောင်းပြောကောင်းကောင်းနဲ့ပြောနေလိုက်တာ မိနစ်50တောင်ဖြစ်သွားတစ်ဖက်ကဘိသိက်ဆရာအလက်ပေးပါမယ်အာနာပါရဲ့အဲ့လိုပြောတော့နားထောင်ကောင်းနေတဲ့ပြိသက်ထေဟိုးနောက်ကတယောက်ကမနေနိုင်ဘူးဆရာပဲဆက်လုပ်လိုက်ပါလို့ပြောတယ်အဲ့ဒါနဲ့စရုံတောင်းကအာနာရာဘောမျိုးပိသိက်ပဲကိုလှည့်ကြည့်ပြီးတော့ဩမဟုတ်ရပါဘူးခမရကိုကဆရာလိုင်းရဲ့လှည့်ပါခမရအဲ့လိုပြောတော့ဆရာလိုင်းကလည်းသူမထကျင်တော့ပါ ဆရာပဲဆက်လုပ်လိုက်ပါတဲ့ကျွန်တော်မထတော့ပါဘူး။အော်ဒီရရှိကြရင်ဖြစ်မုံရှင်လုံးတွေကိုမင်္ဂလာတပည့်ခက်နေရေးပက်ရတော့မင်းခမရကျွန်တော်ကလည်းထေကလေးရက်ကလေးတောက်တော့မတော်ဘူးလားလို့ပါခမရမျိုးပိတ်တွေကပြန်ပြောတယ်လုတ်တာလုတ်ပါတဲ့ဘာမှဖြစ်ပါဘူး။အဲ့ဒါနဲ့ဆရာတော်ကပီးထီအောင်ဗိသိက်ပွဲကြီးကိုဆင်နွှဲတော့ပါလေ အဲ့ဒီမှာအောင်ပါစေတပြေဘန်းနဲ့ရေချမ်းကိုလောက်လို့ဆိုတဲ့တချင်းကိုဆရုံတော့ဆိုတဲ့အချိန်မှာမြို့ပိတ်တိတ်ကထလာငွေပလာတွေကတပြေးခက်နဲ့မောင်ရှင်းလောက်နေကိုရေးပက်ပေးဖျားတရားတန်ခါရဏမြတ်သုံးပါးကိုပူဇော်တဲ့တချင်းကိုဆိုတော့မြို့ပိတ်တိတ်ကမောင်ရှင်းလောက်နေကိုချီမန်းငွေလေးတွေစွတ်ပေးမြို့ပိတ်တိတ်ကဘာဖြစ်သွားတော့ဆိုတော့ဘိတ်တိတ်အကူဖြစ်သွားပါတယ်ဘိတ်တိတ်ပွဲကြီးပြီးပါကြရော့ ပြီးတဲ့ခါကျတော့လူတွေလည်းပိသက်တွေကပြန်စရောင်တောင်းကတော့ထုံစံတိုင်းဘုံဘုံကိုဆွဲဖြုတ်လုံသိပ်အိတ်ထက်ထက်လွယ်ကြီးနေပြတွင်းရဲ့အင်ကြီးကိုချွတ်လုံသိပ်ထက်အဆိုးကိုလဲဝတ်လုံသိပ်ထက်ပြီးပြီးမြန်တာအဲ့ဒါနဲ့မနက်တိုင်းမိပြီးတော့အပန်းဖြေနေတယ်မြို့ပိသိက်ကတော့ဖက်ဖူးရောင်ဘုံဘုံလေးကိုယူဘူးနဲ့ထက်ပြန်ပိတ်တွင်းရဲ့အင်ကြီးကိုခေါ်ပြောကြအောင်ခောက်ဒေဒတာတွေကိုထက် ကျိုးကြီးချိတ်ကိုချက်ပြီးတော့လဲပြီးတော့ခေါက်သားကြအောင်ခေါက်ဒေဒတာတွေထက်ကြားလိုက်တာမနက်ထဲမှာလူတွေပြန်ကုန်ပါပြီအလူအိမ်ကဆွေမျိုးနှိစက်တော်သူတဦးစက်နှစ်ဦးစက်ပစ္စည်းလေးတွေကိုသိမ့်လို့ကျင်မာတော့ဆိုင်းဆရာစိန်ပြန်ဟန်းကတော့ဆိုင်းထဲမှာရှိသေးတယ်ဘာလို့နေတော့ပတ်လုံးကလေးတွေဘောကပတ်စာကိုလကွင်းကလေးနဲ့ထိုးပြီးတော့ခွာနေပါတယ်ဒီချိန်မှာဝဆားတွေတိုင်းငင်းကိစ္စပြီးတယ်နဲ့မြို့ပိတ်တဲ့ ဆရာလိုက်တရေတက်တာကိုဆွဲပြီးတော့မန်တက်ထဲကိုရှောက်လာတယ်။စိန်တန်ဟန်ကလမ်းကြည့်ပတ်စာခွာရင်းနဲ့ဘယ်ကိုသွားမလို့ပါလိမ့်။ဆရောင်းတောင်းထိုင်နေတဲ့နေရာထိအောင်သွားပါတယ်။တရေတက်တာကလေးကိုပေးမှချဒူးကလေးကိုတုတ်ပြီးတော့ရိုးရိုးသေးသေးဥသုံးချိန်ရှ िख ိုးကြတော့ပါတယ်တဲ့။အဲ့လိုကြတဲ့ချိန်မှာ တောပိသိစရောင်တော့ဘယ်လိုပြောတယ်ဆိုတဲ့စကားကိုစာချက်သူများနားထောင်ကြည့်ပါတောပိသိစရောင်တော့ဘယ်လိုလူစားလဲလို့သိသွားပါလိမ့်မယ်။အော်ကျွန်တော်ကဆရာလိုင်းကိုပညာရှိလို့ထင်ထားတာမှားသွားပြီတဲ့ခမားကပညာရှိအောင်မကပဲပညာရှိသူတော်ကောင်းပဲကြည်ပါတဲ့သူ့ကို ကတော့လာတဲ့လူကိုလက်မှထုံပြီးတော့ဒေါ်ပိတ်သိစရောင်းတော့အနိုင်မယူဘူးဗျအနိုင်မယူနေမှာကနှွေးထွေးစွာပွေပိုက်ပြီးခေါင်းမော်အမြင့်ကိုတောင်တင်လိုက်သေးခမည်းကပညာရှိသူတော်ကောင်းပါပဲမှန်ပါတယ်မြို့ပိတ်သိဆရာလိုက်တက်က40လောက်နေပြီးတော့မှဖြစ်မန္တလေးရှင်မြို့တော်မှဖြစ်အကျော်ဆုံးအောင်မြင်ဆုံး အဲ့တော့မန်လေးကိုနေပြည်တော်လို့ခေါ်ပါလိမ့်အဲ့တော့အချော်ဆုံးမော်ဆုံးပါပဲတဲ့တက်ကလည်း40လောက်မန်တရှိရှိတက်တဲ့ရွယ်လားနိုင်ကျင်လို့ပြိုင်တောင်ပြိုင်ခဲ့သေးတစ်ဖက်သားရဲ့အာဏာချက်ကိုဖိတောင်နင်းခဲ့သေးသို့သောဟိုတစ်ဖက်လူကသူ့ကိုမပြိုင်ခဲ့ဘူးနိုင်ကျင်စိတ်မရှိခဲ့ဘူးချီးကျူးတယ်ဂုံတင်တယ် ူလုံတတ်တာကလေးသူရိုးရိုးသားသားနဲ့ကြိုးစိုးစားစားလှုပ်သွားတယ်အဲ့ဒီခါမှာချနိုင်ငယ်မြတ်သောမမာနာကိုချပြီးတော့မြို့ဘိသိက်ဆရာလိုက်စရုံတော်ကိုရှ िख ိုးဥချကြော့နိုင်နေဒီလူသူတော်ကောင်းပဲသူတော်ကောင်းစိတ်မရှိမကြော့နိုင်ဘူးအဲ့ဒီဘိသိက်ပြိုင်ကိုကြည့်ရင်ဘသူနိုင်တော့ဆိုရင်ကျွန်တော်ကတော့နှစ်ယောက်စလုံးနိုင်တယ်လို့ပြောမယ် ဘသူရှုံးလို့ဘသူမှမရှုံးပါဘူးကောင်းလိုက်တာဒါကလေးကိုဘသူကမြင်တာတော့ဆိုင်ဝိုင်းထဲကရွာစားစိန်တန်းကမြင်တာဗျမြင်တော့သူကဘေးဘေးပေါင်ညာလိုက်ကြည့် तू ကလွဲလို့ဘသူမှလည်းမချာ तू ကနားဆွန့်တော့ကြတာပေါ့ဟာကောင်းလိုက်တာကွာလူတွေကငါလိုက်ပြောချင်းလိုက်တာငါရောက်ပြောနေတယ်ကွာဆယ်ရောက်နေတာပဲတရားအိုးတနေငံလုံးပြောချင်းနေကွာ ရွာသားဆိုင်เสียစိန်တန်ကိုစာရေးဆရာရဲ့စေရနာကလှောက်ပြီးတော့နှိုးနေပြီစာရေးခြင်းစိတ်တွေပေါက်လာပြီ message ပေးခြင်းလာပြီဒါကလေးကိုဘယ်လိုရေးရမလဲကွသူမြင်တဲ့အတိုင်းစိန်တန်ကဆောင်းပါရေးတယ်သူကဗိသိက်ပြန်လို့တော့နာမည်မပေးဘူးဗိသိက်ဆရာဆလောင်တောင်းခေါင်းစဉ်တက်ရေး ရေးပြီးတော့သမင်းမဲ့ကစင်းကိုပို့အဲတုန်းကသမင်းမဲ့ကစင်းကကျွန်တော်ညီကလေးချစ်ဦးညိုကအဲဒီတာချုပ်ပါပဲသူကလည်းဒီဆောင်းမရဲ့ကောင်းနာကိုသိတော့သမင်းမဲ့ကစင်းမှာထဲ့လိုက်ထဲ့လိုက်ပြီးဒီမဲ့ကစင်းဆောက်ကလေးကျွန်တော်ရရတဲ့ခါကျတော့ဖတ်ကြည့်စာဖတ်တယ်သူဆိုတာနာမည်ကြီးတဲ့ကလောင်တွေကိုရွရွဖတ်ပါကိုမသိတဲ့ကလောင်ဆိုကြော်သွားပါတယ် ျွန်တော်လည်းအဲ့ဒီအတိုင်းပဲစိန်တင်ဟန်ဆိုတော့ကြော်လိုက်ပါတယ်ကြော်လိုက်ပြီးတော့မှဖိတ်သိမ့်ဆိုတာလေးတွေ့လိုက်တော့ဟိုဖိတ်သိမ့်ဆိုရင်တော့ဖတ်ကြည့်ဦးမှဖတ်ကြည့်လိုက်ဟာဖတ်လို့လဲဆုံးရောကောင်းလိုက်တယ်စာဆုံးပါမှမဟုတ်ဖဲကွဒါဝတ္ထုကောင်းတစ်ပုဒ်ဘဝတဲကစာဆိုတာဒါမျိုးကိုပြောတာမဖတ်မိရင်တော့နာပြီဖတ်မိရင်လူတိုင်းလူတိုင်းနှလုံးသားကိုနားလည်အောင်ရတာနဲ့ပြောတယ် နှိမ့်ချခြင်းကြောင့်စာကောင်းတပုတ်ပဲအဲ့ဒါကိုကျွန်တော်ကဆောင်းပါတပုတ်ချက်ချင်းပြန်ရေးဖတ်ပြီးတဲ့နေ့ရေးပြီးတော့သမင်မဲကစင်းကိုပုတ်အဲ့ဒါကိုနောက်တလမှာရှင်ဦးညိုကထက်ထက်ထဲ့တဲ့ခါကျတော့ပြီးခဲ့တဲ့ဘက်ကသမင်မဲကစင်းနေပြန်ပြီးတော့ဇန်နာရီဝဲကြရှာကြဖတ်ကြမဲကစင်းမရတဲ့သူတွေကမိတ်တူကူးကြစာကောင်းကလေးပြန့်နှံ့သွားပါလေဒီစာကောင်းကလေးကပေးတယ် ရတတ်နဲ့နှလုံးသားခံစားမှုဘာကိုပေးလဲ။အိုးမမနာပထောင်လွှားကြပါနဲ့မတက်ကြွကြပါနဲ့နှိမ်ချပါ။ဒီနေ့ကာလမခစ်စားနေတဲ့ win win theory ငါနဲ့ပြိုင်တဲ့ကောင်မင်းသမီးဆုပ်ပြတ်တက်ပြီးတော့ကြေမွှသွားရမယ်။ခေါင်းကိုယ်နဲ့လည်းမထူစရာဘူး။အဲ့ဒါကောင်းတဲ့စိတ်မှုတောင် ဝင်းဝင်း theory ဆိုတာကကိုယ်လည်းအောင်မြင်မှုရတယ်လို့သူလည်းအောင်မြင်မှုရနှစ်ဦးနှစ်ဖက်တင့်တယ်အောင်ဒါလုပ်လို့ရတယ်ဘယ်လုပ်ငန်းမှမဆိုစီးပွားရေးလုပ်ငန်းမှာတစ်ခါတော့ကတစ်ဖက်ကပြိုင်ဘက်တွေကိုအသေးသက်တဲ့နည်းနဲ့လောက်ခဲ့ရင်းနဲ့စီးပွားရေးပြက်ကတ်တွေဆိုက်တော့ကိုယ်ပါရောသေးသွားပါလေဒါကိုနားလည်လာကြပြီလူတွေစိတ်ကောင်းကလေးရှိလိုက်ပါနှီးကုန်းချုပ်ပါမယ်ရှေ့မှာပြောခဲ့တယ်လို့ဘဝ အောင်စိတ်မွေးပြီးတော့တိုးတက်အောင်ကြီးပွားအောင်တည်တယ်မြင့်အောင်မြင့်နိုင်ကြပါစေအောင်မြင်ကြပါစေစိတ်ကောင်းနှလုံးကောင်းရှိခြင်းဖြစ်လဲရှေ့ကကလေးများပြောသွားတယ်လို့ဥပရိယုတ်တင့်ကြပါစေအောင်မြင်အေးချမ်းကြပါစေလို့ဆုတောင်းရင်ညီကုန်းချုပ်ပါရဲ့